မြေပပီသူများရှင်ကျွန်မဆက်လက်တင်ဆက်ပေးမယ့်သတင်းလေးကတော့လွန်ခဲ့တဲ့ကာလတွေကဆိုရင်အိမ်ထဲမှာသူ့အတူအိမ်နေတဲ့16နှစ်ကျော်အောင်လေးကိုအိမ်ပေါ်တက်ပြီးတော့မတရားပြုကျင့်တက်ဖြတ်သွားခဲ့တဲ့အမှုတစ်ခုဖြစ်ခဲ့ပါရှက်အဲ့ဒီအမှုလေးမှာတရားခံကိုမိသွားခဲ့ပြီဖြစ်ပါတယ်အဲ့ဒီသတင်းလေးကိုကျွန်မအရင်ဆုံးဖတ်ပြပေးပါမယ်နော်ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်ကျုံကုန်းကြီးရွာမှာအသက်16နှစ်အရွယ်ကိုရန်ကျောင်းသူလူကိုအတမပြုကျင့်ပြီးတော့တက်ဖြတ်မှုကျူးလွန်ခဲ့တဲ့အမှုမှာပါဝင်တဲ့သူ2ဦးကိုအသေးတမ်းပေးဖို့အတွက်ကာကွယ်ခံရတရားရုံးကမေလ22ရက်နေ့မှာအမိန့်ချမှတ်လိုက်ပါပြီရှက် ဒီမှုလေးရဲ့ဖြစ်စဉ်လေးကိုကျွန်မပြန်တွေးပေးရမယ်ဆိုတော့ကိုရိုင်းဒေသကြီးတောင်ကူမြို့နယ်ကျွန်းကုန်းကြီးရွာအုပ်စုကျွန်းကုန်းကြီးရွာမှာအသက်16နှစ်အရွယ်ရှိတဲ့ဂျီနန်းကျောင်းသူလေးကိုမတ်လ19ရက်နေ့မှာဆိုရင်နနက်ပိုင်းမှာပေါ့နော်မိဘတွေကလှုပ်သွားနေတဲ့အချိန်သူမဟာဆိုရင်အိမ်မှာတူးတဲ့ကြံနေခဲ့တဲ့အချိန်မှာဒီကျောင်းသူလေးကိုအဲ့ဒီကြီးရွာသားနှစ်ဦးကပဲအိမ်မော်တက်ပြီးတော့မတရားပြုကျင့်တာရက်ဆက်စွာတက်ဖြတ်သွားခဲ့တာဖြစ်ပါရဲ့ရှင့်ဒီကျွန်းတို့နှစ်ဦးကပြစ်မှုထင်ရှားကြောင်းတွေ့ရှိရပြီးရဲ့အခါမှာမြန်မာနိုင်ငံ ြစ်မှုဆိုင်ရာဥပဒေပုံမှန်နဲ့အညီတည်ထန်အပြစ်ပေးဖို့တော့ကိုစီရင်ချက်ချမှတ်ခဲ့တာဖြစ်ပါရှင့်စီရင်ချက်အရဆိုရင်ကျွလုံသူနှစ်ဦးကိုမတိမ်မချင်းကြိုးခွဲဆုတ်ပြီးတော့အဲ့လိုလုပ်မယ်ပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့ပြောထားပါရှင့်ကျမအနေနဲ့ဒီစကားကိုမပြောဘူးဆိုတော့က community standard နဲ့ညှိမှာဆိုလို့ပါရှင့်ပြောတာကြီးမားသောအပြစ်ဒဏ်ပေးလိုက်တာပေါ့ရှင့် ဒီပြည်စင်နဲ့ပတ်သက်ပြီးတော့ဂျေးရွာသူဂျေးရွာသားတွေကတော့ကျင်းနှံ့မှုရှိရဆိုပြီးသိရတယ်။ဘာကြောင့်လဲဆိုတော့တရားဥပဒေစိုးမိုးရေးအတွက်ဒီလိုမျိုးပေါ့နော်။ကြီးမားတဲ့ကြီးလေးတဲ့ပြစ်ဒဏ်ပေးမှသာနောက်ထပ်လူတွေလည်းမလုပ်ရဲပဲနဲ့သူတို့ဂျေးရွာမှာရှိတဲ့အမျိုးသမီးငယ်လေးတွေပေါ့လေ။လုံခြုံစိတ်ချတဲ့ဘဝရမယ်လို့သူတို့မျှော်လင့်တာပေါ့ရှင့်။ဒါကြောင့်ဒီနိုင်ငံတော်ရဲ့အပြစ်ဒဏ်ပေးမှုကိုသူတို့အနေနဲ့ကျင်းနှံ့တယ်လို့လည်းသိရပါတယ်ရှင့်။ကျွန်တော်နိုင်ငံမှာတရားပြစ်ခြင်းမှုတွေတပ်ဖြတ်မှုတွေကခုနကပိုင်းခက်စိတ်စိတ်ဆိုသူတို့ဖြစ်လာပါတယ်။လူတွေရဲ့ကိုကျင့်တရားတွေပျက်စီးလာခြင်းပေါ့ရှင့်။ ဒါပြင်ကျမနိုင်ငံမှာလက်နက်ကင်ပြည်ပခါဖြစ်နေတဲ့အတွက်ကျမတို့မသိလိုက်တဲ့အမှုတွေဘယ်နှခုတောင်ရှိမလဲဆိုတာကလည်းမေးခွန်းထုတ်ဆရာမှာပဲရှင်လက်ရှိမှာဆိုရင်အဖွဲ့တွေကများပြီးတော့ပေါ့နော်နိုင်ငံတော်ကလည်းနေနေတိုင်းကိုသွားပြီးတော့ကြိရှိနိုင်ခြင်းမရှိတဲ့အခြေအနေမှာအေးအေးဆိုလဲရခိုင်မှာဒေတာအချို့ကိုသူအုပ်စီးထားတယ်အဲ့ဒီဒေတာမှာဆိုလဲမတရားပြုကျင့်မှုတွေအများကြီးဖြစ်တယ်ဟိုတလောအောင်မှာကျမတင်ဆက်ခဲ့ပါသေးတယ်အေးအေးထိန်းချုပ်တဲ့နေရာမှာအေးအေးနဲ့အစင်ပြေပနံတဲ့ပုံကွာပဲ ဒီစိန်နှစ်အရွယ်လောက်ပဲရှိရဲ့ကလေးမလေးကိုမတရားချိန်ပြီးတတ်ဖြတ်သွားခဲ့တဲ့ကိစ္စတွေပေါ့နော်။ပြီးတော့စကိုင်းတိုင်းထဲမှာဆိုလည်းဒီလိုပဲတက်ငယ်မတည်းမှုတွေဟာဆိုရင်ရတဲ့ဘက်တစ်ခုတွဲမှာဆိုရင်အမှုကနှစ်ခုသုံးခုလောက်ကိုဖြစ်နေတာတော်တော်ဆိုးဝါးစွာနဲ့ဒီအမှုတွေကမြင့်တက်နေတာပေါ့နော်ဒီလိုအရာကြီးတော့နိုင်ငံတော်ကသွားပြီးတော့စီရင်ပေးလို့မရအောင်ဖြစ်နေဒီအခုအမှုမှာဆိုရင်နိုင်ငံတော်ရဲ့ဩဇာအာဏာပေါ့နော်တရားဝေဆိုးမှုတာရောက်တဲ့နေရာမှာဖြစ်တဲ့အတွက်နိုင်ငံတော်ကဒီတယောက်ကိုဥပဒေအရတရားသွားအရေးယူပြီးနိုင်ခဲ့တယ် အရေးယူမယူပေးနိုင်တဲ့နေရာတွေမှာရှိနေတဲ့သူရဲ့အမှုတွေကြောင့်တရားမျှတမှုဆိုတော့ရှာဖွေလို့မရတော့ဘူးရှင့်။စကိုင်းတိုင်းထဲမှာ PDF ကြီးစိုးတဲ့နေရာမှာ PDF ကကျူးလွန်နေဆိုရင်ဘယ်သူကသွားပြီးတော့ဒီအမှုကိုစီရင်ရဲမှာလဲရှင့်။လက်ရှိမှာအာနာစိုးမှုနိုင်မှုမရှိတဲ့ဒေတာကပြည်သူတွေရဲ့ဘဝကတော့တရားမျှတမှုဆိုတော့ရှာဖွေလို့မရတော့ရှင့်။ဒီတော့ဒီနေတွေမှာဆိုလဲတငငယ်မလေးမှုတွေမတရားပြုကျင့်မှုတွေကနေ့စဉ်၄ပါးလောက်ကိုဖြစ်ပွားနေရဲ့ရှင့်။ဒါကိုကျမတို့ကလစ်လို့ရှုထားမယ်ဆိုရင်တင့်တော်ပါသလားပေါ့နော်။ ခါကြရင်တချို့ကရှည်လေစစ်ပွဲတွေဆိုတော့ခေါ်တယ်လာပါလာပါခေါ်တယ်စစ်ပွဲနဲ့တူပါလာမယ့်အနိဋ္ဌာယုံတွေကိုကြတော့ဒီအနိဋ္ဌာယုံတွေဖြစ်တာနင်တို့ကြောက်ပါဆိုပြီးလက်ညှိုးထိုးတတ်တဲ့သူတွေရှိရရှင့်ဒီလိုတွေအတွက်ကတော့ဒီချိန်မှာအတိတရားလေးရတဲ့မှာနော်ကျမတို့နိုင်ငံမှာလက်နက်ကင်ပြိပခကာလရှည်ကြလေဒီလိုအမှုတွေကကျမတို့မကြားချင်မှအဆုံးဖြစ်လေဖြစ်မှာပဲရှင့်ဒါလေးအတိတရားရှိဖို့လိုပါတယ်ဒါကြောင့်ကျမအနေနဲ့အခုလိုမျိုးအမှုဖြစ်စဉ်လေးပြောပြတဲ့အခါမှာတခါလေမီးမောင်းထိုးပြီးတော့ပြောပြပေးတာဖြစ်ပါရဲ့ရှင့်